မင်္ဂလာပါရှင်ဗမာခေတ်တဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့တရင်ဝင်တရင်သူများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရမယ့်ဖြစ်ပါရရှင်ယခုကပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ဆရာနာရှင်စနစ်တစ်ခုလုံးချိန်မုံတုတ်တန်နိုင်တော်ယုံဆွေတတိတော်ယုံအားထုတ်မှုဖြစ်မရနိုင်မယ်အပင်မန်းခန့်အစင်းရဲခန့်နိုင်ရမျိုး NUG ယာယီသမရတရေပေးဆိုတဲ့တရင်မင်းဖြစ်ပါရရှင် မြန်မာနိုင်ငံတွင်နှစ်ပေါင်း80ကျော်အမြင့်တွင်နေသည့်စစ်အာဏာရှင်စနစ်တစ်ခုလုံးချိန်မုံတုတ်တဲ့နိုင်ရေးမှာတော်ရုံဆွေးတက်သည့်တော်ရုံအာထုံမှုဖြစ်မရနိုင်ပေအပင်မန်းခန့်အစင်းရဲခံနိုင်ရမည်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ရာရေးသမရဒူဝါလေးရှိလာကတရိပ်ပေးပြောဆိုသည်ယနေ့ပြုလုပ်သည့်အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့၏ကိုမြင့်ဆောင်2025အစည်းအဝေးတွင်၎င်းကအထက်ပါတိုင်းအသိပေးလာခြင်းဖြစ်သည် တော်လင်းရဲပေါ်များအနေဖြင့်နှစ်ပေါင်းများစွာအမြင့်တွင်နေသောဆရာနာရှင်စနစ်ကိုချေမုံရမှာစိတ်နှစ်ခန္ဓာမှာကြုံရမည်ဖြစ်ပြီးအပင်ပန်းခန့်အစင်းရဲခန္ဓာရမည်ဖြစ်ကြောင်း၎င်းကပြောဆိုသည် ကျွန်တော်တို့ဟာအပြင်းပန်းခံရရမယ်အစင်းရခံနိုင်ရမယ်ကျွန်တော်တို့ရဲ့စိတ်နဲ့ခန္ဓာဟာကျင်းနေချက်ထဲမှာထုတာပေးတာကြအောင်မကြောနေရမှာဖြစ်ပါတယ်။နှစ်ပေါင်း80ကြာကြာအမြင့်တွင်နေတဲ့ဆရာနာရှင်စနစ်တစ်ခုလုံးကိုချိန်မုံတုတ်တဲနိုင်မှုဆိုရမှာတော်ယုံဆွဲတတိနဲ့မရသလိုတော်ယုံအားထုတ်မှုမျိုးနဲ့လည်းမရနိုင်ဘူးဟုယာယီသမရတူကလည်းရှိလာကတရေပေးပြောဆိုသည်။ ထို့ပြင်နှွေဦးတော်လန်ရေးသည့်လူလူတော်လန်ရေးဖြစ်ပြီးလူလူ၏ယုံကြည်သက်ဝဲမှုကအတေကကြာကြောင်းတော်လန်၏အောင်မြင်ခြင်းမအောင်မြင်ခြင်းသည်ဥဆောင်ဥရပြုနေသူများ၏အရေးချင်းစွန့်ရည်နှင့်အမျှော်မြင်ပုံမူတည်နေကြောင်းလူလူကလက်ခံလာစေရေးလောက်ရဖြစ်နာတည်တည်ပြမည်ဖြစ်ကြောင်းယာယီသမရကဆက်လက်ပြောဆိုသည် အခုဆိုရင်ကောက်ရေးဝင်ကြီးနဲ့အခြားဝင်ကြီးတွေဟာမြေပြင်မှာလူလူနဲ့တသားတွေဦးဆောင်နေရဖြစ်ပါတယ်။အဲဒီလိုတွေ့မြင်ရလို့လဲကျွန်တော်အနေနဲ့လေးစားဂုဏ်ယူမိပါတယ်။ဒီလိုကျွန်တော်တို့အင်အားတွေမြေပြင်မှာပုံမှုအခြေပြုလာနိုင်တာကိုဖြီသူလူလူကတွေ့မြင်နေရင်ပုံမှုအားတက်လာကြမှာအမှန်ဖြစ်ပါတယ်။ လက်ရှိအချိန်လေးမှာဆိုရင်မြေပြင်မှာကျွန်တော်တို့ရဲ့သွားလလှူရှာနိုင်မှုတွေဟာ၃၅ရက်ခေးသွားရင်တော့ကိုယ်မရောက်နိုင်တဲ့အထိနေမြေတွေကျေဝန်လာပြီဖြစ်ပါတယ်။လက်တွေ့မြေပြင်မှာလည်းရန်သူကတုံးမပေါက်နိုင်လောက်အောင်ခုခံကာဝယ်နိုင်တဲ့အထိအခြေအနေတွေကောင်းမွန်လာပြီဖြစ်ပါတယ်။လက်နက်ကင်တုံးလင်းလဲဆဲမှာမြေပြင်ပေါ်လက်တွေ့အင်အားတွေတိစောက်နိုင်ခြင်းဟာအထူးကအခရဆိုတာမေ့ထားလို့မရပါဘူးဟုရှာဟီသမရတူကလည်းရှိလာကဆက်လက်ပြောကြားတယ်။ NUG အနေဖြင့်တုံးလင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကင်ဖွဲ့များဖြင့်စူးဖွဲ့မှုပုံမှန် ကောင်းလာသည်နှင့်အမျှပြည်သူလူထုယုံကြည်မှုများပုံမတိုးပွားလာမည်ဖြစ်ကြောင်း၎င်းကထုတ်ဖော်ပြောဆိုသွားသည်ဆက်လက်ပြီးစစ်ကောင်စီကကြောက်ဖြူကိုလေရင်ဖြင့်အင်အားရာချီဖြည့်တင်းဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်ရှခိုင်းပြည်နယ်ကြောက်ဖြူမြို့နယ်ရှိတညောင်းရီရေတပ်ဌာနချုပ်ကြောက်တလုံးဖျားနေမှာခမရ942ဂုံချွန်ကြီးရွာနေရှိခမရ943တို့ကိုစစ်ကောင်စီကလေးရင်များဖြင့်အင်အားရချီဖြည့်တင်းနေကြောင်းဒေသရင်းစီရေးတရင်းရင်းမြစ်ချန်ကတရားတည် အဆိုပါတက်ဌာနချုပ်နဲ့တရင်များမှာတိုက်ပွဲပြင်းထန်ရာနေမည်များဖြစ်ပြီးမတ်လ25ရက်မွန်လေး12နာရီမိနစ်30ကအင်အားဖြန့်ကျက်ဖြည့်တင်းသွားကြောင်းကျောင်းဖြူရှိစည်ရည်တရင်ရင်းမြစ်တူကမြစီမာကိုပြောသည်လင်းရင်20နဲ့တက်တေလာချသွားတယ်စင်အင်အားလာဖြည့်တာ200ကျော်လောက်ပါတယ်300ပြန်ပြီးလာဖြည့်သွားတယ်မတ်လ23ရက်ညတိတိုက်ပွဲဖြစ်တယ်အခုဟိုဘက်ရောဒီဘက်ရောနှစ်ဖက်လုံးမပြတ်သေးဘူးတိုက်ပွဲတန့်နေတယ်ဟု၎င်းကပြောသည် ရခင်ရက်ပိုင်းကလည်းအရကတက်မရော A ကလက်နက်ကြီးဖြင့်ထိုးစစ်ဆင်နေသည့်မြို့နီးမှာရဲတပ်ရင်32တွင်လည်းအင်အားနှဲငယ်စီဖြစ်တည်မှုများရှိခဲ့ကြောင်း၎င်းကဆိုသည်လက်တလောကြောက်ဖြူမြို့နယ်တွင်စစ်ရေးတင်းမာနေပြီးစစ်ကောင်စီဘက်ကလက်နက်ကြီး၄ချောင်းဒရုန်းများကိုဟန်ချက်ညီညီအသုံးပြုလာကြောင်းစီရီယံဘူကြီးစင်ရောကသုံးသပ်သည် ကျောက်ဖြူတိုက်ပွဲတွင်အရက်ကတက်မရော A ကအင်အားအလုံးအင်းဖြင့်ဝင်ရောက်တိုက်ခိုက်ခြင်းမဟုတ်ဘဲလက်နက်ကြီးဖြင့်ကယ်ဆင်းခြင်းနီးဖြူဟာ fire power ထိရောက်စွာပစ်ခတ်နိုင်သောပစ်ခတ်မှုအထက်အုံပြုခြင်းကိုလက်တလုံးမြင်တွေ့ရကြောင်း၎င်းကပြောသည်ကျောက်ဖြူမြို့နယ်ရင်းစစ်ကောင်စီ၏တညောင်းရီရေတက်ဌာနချုပ်ကျောက်တလုံးဖျားနေရှိခမာယ940နှင့်ဂုံချွန်ရွာနေရှိခမာယ943ခလာယ34မြို့နေရှိအမှတ်32ရေတက်ရင်နှင့်တောင်မော်ကြီးရေတက်ဌာနကွဲတို့တည်ရှိသည် ကျောက်ဖြူထူစီပွားရေးဆောင်လုံချုံရဲ့ကြောင်းပြကတရုတ်လုံချုံရဲ့ဖွဲ့များသည်2024ခုနှစ်နှောင်းပိုင်းတွင်ရောက်ရှိလာပြီးနောက်ယခုတိုက်ပွဲတွင်စစ်ကောင်စီဘက်ကအပူလိုင်းချီရခံသည့်ညကြီးစနစ်ပါဝင်သောဤပညာမြင့်ဒရုန်းများ၊ဂျန်မာများ၊ထောက်လိုင်းရင်ဒရုန်းများစသည့်ဤပညာအကူအညီပေးမှုများရှိကြောင်းကျောက်ဖြူရှိတပ်တွင်ကြီးကဲနှင့်ဤဆက်သူတို့ကမျက်စိမှောက်ကိုပြောသည် တရုတ်စစ်သားတွေအရင်ကတည်းကရောက်နေတာမနှစ်2024ကပေါ့ကြီးတက်အတွက်ကူပေးတာအခုကအတန်ပြောက် drone တွေတုံးနေအောင်၎င်းကပြောသည်ကြောက်ဖြူတိုက်ပွဲတွင်တရုတ်ဘက်က drone ဖြင့်ကင်းထားသည့်ကိစ္စရများဝင်ရောက်ကူညီပေးနေခြင်းကိုမြေပြင်သတင်းရင်းမြစ်များထံကဆင့်သိရကြောင်းစီရင်ဖို့ကြီးစင်ရောကပြောသည် ဝင်တိုက်တဲ့အနေအထားမျိုးမဟုတ်ဘဲနဲ့ဒရုန်းတွေကကင်းထောက်ပေးတာတို့သူတို့ကင်းထောက်ပေးပြီးအောက်ကတိုက်ခိုက်ရေးဖွဲ့ကတီးတန့်တိုက်ခိုက်တာတို့ပေါ့နော်ကိုယ်တိုင်ဝင်ပြီးတော့တိုက်တဲ့အနေအထားကတော့ဖြစ်နိုင်စေတော်တော်ကြီးနေတယ်တရုတ်တွေကသူတို့အရေးမှမဟုတ်တာ base တစ်ခုကနေထိုင်ပြီးလက်နက်ကြီးနဲ့ပစ်တာတို့ဒရုန်းနဲ့တိုက်ခိုက်တာတို့ဒါမျိုးတွေကလုံဆောင်နိုင်ပွဲရှိပါတယ်လကောင်းကပြောသည်တရုတ်လုံခြုံရေးများရောက်ရှိလာပြီးဤပညာကူညီပေးနေသည့်ကိစ္စအတည်ပြုရန်အရက်ကတက်မရော AE ပြောရေးဆိုခွင့်ရဥခိုင်ဒုက္ခကိုဆက်သွေးများသေးပြီ။ ကြောက်ဖြူတိုက်ဝဲကြောင့်ဒေသခံ2000ကျော်နေရဆုံးခွာသွားကြရပြီးစစ်ဘေးတိမ်ရှောင်ရန်ငွေကြေးခက်ခဲနေသူအများစုသာကြံငယ်ကြောင်းဒေသခံများကဆိုသည်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်တွင် ရှိသောတညောင်းရီရေတပ်ဌာနချုပ်ပါဝင်စစ်ကောင်စီတရင်များအလုံးကိုအရိကတမရအေကဝိုင်းပက်ပိတ်ဆို့ထားနိုင်ကြောင်းစစ်ရေးတရင်ရင်းမြစ်များထံကသိရသည် တညောင်းရီရေးတဲ့ဌာနချုပ်ဇက်တိန်စီမော်ကြီးရွာတို့ရင်မက်စလ23ရက်ထိတိုက်ပွဲပြင်းထန်ခဲ့ကရနေရီမှုစီရီတင်းမာနေပြီးစစ်ဆိုင်ထားတဲ့အနေအထားဖြစ်ကြောင်းဆိုသည်ရခိုင်ပြည်နယ်ရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဖခပါဝင်မြို့14မြို့ကိုတိမ့်ပိုက်ထိန်ချုပ်ထားနိုင်ပြီးအရကတမရအေအေနေဖြင့်ရခိုင်ပြည်နယ်တွင်မြို့3မြို့သာတိမ့်ပိုက်ရန်ကြံတော်ပြီးထို့မြို့3မြို့မှာပင်လယ်ကံရိုးတန်းဒေသများဖြစ်သောစစ်တွေကြောက်ဖြူနှင့်အမှန်အမျိုးတို့ပဲဖြစ်သည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကြောင်းရကတော့ရွှေဘိုရေယူလမ်းမှာစံဖက်ဆက်သားနဲ့ပြူစောထင်းများကိုဒရုန်းလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ဆွဲတဲ့တွင်ဖြစ်ပါရရှင်။စကိုင်းတိုင်းရွှေဘိုခရိုင်ရွှေဘိုမြို့နယ်ရွှေဘိုရေဦးလမ်းမှာအစံဖက်စစ်သားနဲ့ပြူစောထီတွေကိုဒရုန်းလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ရာစစ်သားနဲ့ပြူစောထီအများပြားတိုက်ဆုံခဲ့တယ်လို့ရွှေဘိုမြို့နယ်ပြည်သူ့ကောင်ရေးအဖွဲ့ပကဖကဒီနေ့ထုတ်ပြန်ပါတယ်။ ရွှေဘိုမျိုးနဲ့ရွှေဘိုရေယူလမ်းမရှိကျွန်းချံတွင်အုံရှိကံတုတ်တန်ကိုရောက်ရှိလာတဲ့ပယံခြေရွာခွန်တောင်ကြီးခြေရွာဇီးကုံလေးခြေရွာဇီးဖြူကုံခြေရွာတွေကစစ်သားတွေနဲ့ပြူစောခြေတွေကိုမက်လ25ရက်မနက်ပိုင်းမှာတော်လိုင်းပူပေါင်းတပ်တွေကဒရုန်းပုံးသီးတွေခြေချပြီးလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်အုံရှိကံတုတ်တန်အတွင်းကစစ်သားနဲ့ပြူစောခြေတွေထွက်လာတာကြောင့်မြေပြင်ခြေတွေတိုက်ပွဲဖြစ်ပွားပြီးစစ်သား9ယောက်လမ်းပေါ်မှာလဲကျသွားခဲ့တာကိုမျက်မြင်တွေ့ခဲ့ရတယ်လို့ရွှေဘိုမျိုးနဲ့ ်ပကဖခဆိုပါရယ်တိုက်ပွဲတွင်စစ်သားနှင့်ပြည်စော်သည့်အများပြားထိခိုက်ဒေဆုံးနာရီရှိပြီးအတေးကြောင်ဆုံဆန်းနေစေဖြစ်သလိုစစ်ကောင်စီတရဲအသုံးဆောင်ပစ္စည်းတချို့သိမ်းဆည်းရမိခဲ့တယ်လို့သိရှိရပါတယ်ရှင်။ တိုက်ပွဲဖြစ်ပွားနေချိန်ရွှေဘုံမြို့နယ်မေကွန်ကျေးရွာကဖြူစောထီရီကားနစီနဲ့ကျွန်းချံကိုစစ်ကူရောက်လာတယ်လို့ရွှေဘုံမြို့ခလာရ40နှစ်တန်ရွှေဘုံမြို့ကညာနာယုံရွှေဘုံကန်တော်တို့က120နှစ်လက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ကူပေးခဲ့ပေမယ့်တော်လိုင်းရဲဘော်တွေအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ အဲရီတိုက်ခိုက်မှုကိုရွှေဘုံမြို့နယ်ပကဖတောင်ခံရဲ့ကုတ်ကဲမှုနဲ့ရွှေဘုံမြို့နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့ PDO ကဦးဆောင်ပြီးရွှေဘုံမြို့နယ်ပကဖ Federal Dash ရွှေဘုံ Drone တပ်ဖွဲ့နဲ့တိုက်နယ်ကပကဖဖွဲ့တိုက်နယ်တပကဖတိုက်နယ်နဲ့ပကဖတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးစစ်ကောင်းဆောင်နေပြီးတော့မှထွက်မပြေးရရင်ငြိမ်းချမ်းရေးစကားဝိုင်းပြုလုပ်နေဦးဆိုဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ စီရေးရှိန်မြင့်တင်လာသည်နှင့်အမရှုမလဆိတ်ရှုံလာတော့စစ်ကောင်းဆောင်ပူဇော်မှုကြီးမင်းအောင်လိုင်းနေ၎င်းတို့ယုံဆိုင်တီးရနေပြီးတော့မှထွက်မပြေးရရင်ငိမ့်ချင်းရေးစကားဝိုင်းများပြစ်လို့နေခြင်းဖြစ်ကြောင်းလေးလာသူတို့ကသုံးသပ်သည် စစ်ကောင်စီလက်အောက်ခံမြို့သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညီနိုင်ရေးကော်မတီ NSDNC ကဦးဆောင်၍နေပြည်တော်တွင်မတ်လ24ရက်မှ26ရက်ထိ၃ရက်တာငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲပြုလုပ်နေခြင်းဖြစ်ကြောင်းသိရသည်။ခုခံတော်လှန်မှုများကြောင့်မရှုမလဆစ်ရှုံနေပြီးလက်ရှိတိုင်းနှလန်းမထူနိုင်ဖြစ်နေသောကြောင့်နီးစပ်ပတ်သက်သည့်လက်ဝေကံများဖြင့်ယခုကဲ့သို့ငြိမ်းချမ်းရေးစကားဝိုင်းများပြုလုပ်ခြင်းသည့်အဆန်မဟုတ်ကြောင်းမြမအရေးလေးလာတုံ့သက်သူဦးတန်းစိုးနိုင်ကဆိုသည်။ စစ်ရှုံးနေတာကလည်းပြန်ပြီးတော့မှနလန်မထူနိုင်သလိုအချိန်ကြာရှည်သွားရင်နေပြည်တော်ကနေသူဆုံးခွာထွက်ပြေးရတဲ့အနေအထားကြောင့်မှဆိုလိုအရာတွေလုံနေတယ်လို့ကျွန်တော်ကတော့ယူဆရဲဟုဦးတန်းစိုးနိုင်က ARD Time ကိုပြောသည်လက်ရှိရင်စစ်ကောင်စီသည်နိုင်ငံတော်စစ်ရေးစီးပွားရေးရအဓိကအရေးပါလာသောနေမြေဒေသစစ်ဌာနချုပ်တက်စကန်ပေါင်းများစွာကိုလက်လွတ်ဆုံးရှုံးနေရပြီးနိုင်ငံရေးထွက်ပေါက်ရရန်အတွက်အတူရောင်ရေကောက်ပေးကိုယခုနှစ်ကုန်မှနေကျင်းပနိုင်ရေးကြိုးပမ်းလျက်ရှိသည် စစ်ကောင်စီတင်တစ်ဖက်တွင်လည်းတန်ခါနှင့်အရက်သားများပါမကျန်ပြမတ်ထားရီဘုံကျဲတိုက်ခိုင်းနေသလိုထို့သောမိစားတစ်ဖက်ရေမုတ်တစ်ဖက်ပြုလုပ်သောငိမ့်ချင်းရစ်ကားဝိုင်းကိုအယုံကြည်မရှိကြောင်းခရင်အမျိုးသားစီယုံ KNU ပြောခွင့်ရဘရိုဆော့တော်နီကဆိုသည် အခုပဲငိန်ချင်းစကားပြောပြီးပြောလို့တော့မဆုံးသေးဘူးလူတို့နဲ့တန်ဃာတို့ပေါ်ဘုံချဲတက်ပြန်နေတာဘသူမှလည်းအဲ့ဒီငိန်ချင်းပွဲတွေကိုအယုံကြည်မရှိဘူးဟု KNU ပြောခွင့်ရဘရူဆော်တော်နီက ERI Time ကိုပြောသည်ယခုဆွေးနွေးပွဲသည်စစ်အာဏာသိမ်းလေးနှစ်ကျော်တွင်စစ်ကောင်စီဦးဆောင်၏ပထမဆုံးပြုလုပ်လာသောငိန်ချင်းစကားဝိုင်းဖြစ်သလိုတက်ရောက်သူများမှလည်း၎င်းတို့နှင့်နှီးဆက်သူများသာဖြစ်နေသည်ကိုစစ်ကောင်စီထုတ်ပြန်ကြေညာသည်ရသည်အလားတူစစ်ကောင်စီအသိအမှတ်ပြုအလိုတော်ရေးများဖြစ်လာသောနိုင်ငံရေးပါတီများနှင့် သက်နေသူများကလည်းထိုအရာကိုအခွင့်အရေးတရက်အနေဖြင့်အုံချရတက်ရောက်နေခြင်းဖြစ်ကြောင်းဥတန်းဆိုးနိုင်ငံသုံးသက်ပြောဆိုသည်